န်ကုန်တိုင်းမော်ဗီမြို့နယ်ရှိစစ်ကောင်စီရဲ့လေဒက်စခန်းဌာနချုပ်တိုက်ခတ်ခံရပြီးစစ်ဗိုလ်တပ်ဝက်ပါဝင်နှစ်ဦးသေဆုံးခဲ့ပါတယ်။မော်ဗီမြို့နယ်ရှိလေဒက်စခန်းဌာနချုပ်ကိုဇွန်လ9ရက်ည9နာရီခန့်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military CRDF တပ်ဖွဲ့ကအသေးခံဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ညကလေဒီတက်16အရှိကနေလူနာတွေကိုကားနဲ့ခေါ်ထုတ်သွားတာတွေ့ရတယ်။ Ambulance ကားတွေပါ၃မီလောက်ခေါ်ထုတ်သွားတာတွေ့ရပါတယ်လို့ ော်ဘီလေတဲ့အနီးနေထိုင်သူတူက ARD Times ကိုပြောပါရယ်။အိုတိန်တွင်းရွာစစ်စင်ရေးအဖြစ်ရေဒီယိုလိုင်းနောက်ဆက်ဂျမ်းမာကြော်ပြတ်နိုင်တဲ့အစစ်မြေအသေးကန်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့လေဒန်စခန်းရဲ့ကင်းစင်ကိုထိမှန်ပေါက်ကွဲခဲ့ပြီးစေဘူမိုးဝေကျော်နဲ့စစ်ကောင်စီတပ်သားဖြိုးကိုကိုတို့တေဆုံသွားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကသခိုင်းတိုင်းဓပင်းမြို့နယ်အိုးထိန်တွင်းရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ အသက်9နှစ်ကနေ16နှစ်အတွင်းကလေးငယ်တွေနဲ့ဆီယာမအပောင်ဝင်24ဦးသေဆုံးပြီးကျောင်းနေအရွယ်ကလေးတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီအိုးတိမ်တွင်းရွာဆစ်စင်ရေးဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRDF နဲ့ရွှေဘိုခရိုင်အမှတ်15တရင်တို့ကပူးပေါင်းပြီးလေရက်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ရဲ့မိသားစုဝင် အချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းတဝဲမြို့နယ်နဲ့ထိုင်းနယ်ဇက်ရှိစစ်ကောင်စီရဲ့ body scan ခေါ် .2566 ရှေ့တန်းစကန်ကိုဇွန်လ10ရက်မနေ့ပိုင်းမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးဥဆောင်မှုနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်ရရှိခဲ့တယ်လို့ FFD တပ်ဖွဲ့တာဝန်ရှိသူစီကသိရပါဗျ။မိတ်တဝဲခရိုင်တွင်1998ခုနှစ်ကစတင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စစ်ကောင်စီရဲ့အမိုးနယ်ဇက်ခေါ် .2566 ရှေ့တန်းစကန်ကို KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေကဇွန်လ10ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မနေ့ကဇွန်လ10ရက်မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဗောရီနယ်စပ်စခန်းဟာစတူရမ်းမီတာ100မီတာခန့်ကျယ်ဝန်းပြီးခြံစည်းကိုသုံးတက်နဲ့ဖွဲ့စည်းထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဗောရီစခန်းတဝက်လောက်ကထိုင်းနိုင်ငံရဲ့ဗတ်ချမ်းကိုဝင်နေပါတယ်။အခိုင်အမာနဲ့ကိုတေချာဆောက်ထားတာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက ဇွန်လ10ရက်နေ့ကစပြီးဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့တယ်။ဇွန်လ10ရက်နေ့မနက်ပိုင်းမှာအပီးသက်သိမ်းနိုင်ခဲ့ပါတယ်။သုံးရမြောက်တဲ့နေ့မှာစခန်းကိုသိမ်းနိုင်ခဲ့ပါတယ်လို့ FFD တပ်ဖွဲ့ဒုတာဝန်ခံကိုအောင်က AR Times ကိုပြောပါရယ်။ဗော်ဒီစခန်းဟာရခိုင်ကတဝဲအခြေဆိုင်ခြေလင်တရင်ခလာရ25လောက်ခန့်စစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးခန့်သာရှိပေမဲ့နှစ်ဖက်ကြိုက်ပွဲဖြစ်လာချိန်မှာစစ်ကောင်စီကလေရင်နဲ့စစ်ကူတွေပို့လာပေးလို့ အင်အား60ခန်းရှိတယ်လို့ FFD တပ်ဖွဲ့ဒုတာဝန်ခံစီကသိရပါဗျ။အဲဒီစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံးမှုတွေရှိတယ်လို့လက်နက်ခဲယံအမြောက်များကိုလည်းတွန်လိုင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိထားပြီးနှစ်ဖက်ထိခိုက်မှုအခြေအနေသေစိတ်ကိုတော့ ARD Times အနေနဲ့သိရှိရခြင်းမရှိသေးပါဘူး။ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သားတွေလည်းအများကြီးရှိပါတယ်။သိမ်းပိုက်ရရှိထားတဲ့စစ်လက်နက်ပစ္စည်းတွေလည်းအမြောက်များရှိပါတယ်။ဘယ်နှယောက်တေဆုံးနေဆိုတာတော့မသိရသေးဘူး။ အခုမှစခန်းရှင်းလင်းနေတုန်းမှာစစ်လက်နက်ပစ္စည်းတွေနဲ့အကြဆုံးစင်းကိုဆက်လက်ထုတ်ပြန်မှုရှိပါတယ်လို့ FFD ရဲ့ဒုတာဝန်ခံကိုအောင်က ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဉ်မှာစစ်ကောင်စီက body scan အနည်းတစ်ဝိုက်နဲ့အမိုကြီးရွာဘက်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေလုံးဆောင်ခဲ့လို့အရသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ FMG တပ်ဖွဲ့ဟာ KNU KNL စီရေးဥဆောင်မှုနဲ့ပြီးခဲ့တဲ့မေလ9ရက်နေ့မှာ TK Viewer Scan ်မေလ28ရက်နေ့မှာထီထစခန်းနဲ့ဇွန်လ10ရက်နေ့မှာဘော်ဒီစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာစစ်ကောင်စီနဲ့ကချင်လူလည်တမတော် KIA ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်ကောင်စီနဲ့ KIA တို့ဟာဇွန်လ10ရက်မနက်10နိုင်ခန့်ကအောင်တာယာကွက်တစ်ဘက်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ နေ့ကရောဒီနေ့ရော တိုက်ပွဲပြင်းထန်နေမနေ့ကဆိုစစ်တပ်ဘက်ကအယောက်20လောက်တေနိုင်နေအလောင်းတွေကိုပြန်ဆွဲသွားပြီးတက်ဆွဲထားတဲ့မော်စီစာဖုန်ကြီးကြောင်းနဲ့ပြန်ဝင်သွားတယ်လို့ဖားကန်ဒေတာကန်တူက AR Times ကိုပြောပါရယ်အင်အား60ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းက၎င်းတို့တက်ဆွဲထားရမော်စီစာဖျားကုန်းကနေအောင်တာယာကွက်တင်နဲ့ပဝင်းချင်းကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့သိရပါရယ်ဇွန်လ9ရက်မနက်09:00ခန့်ကလည်း လုံခင်းတိုက်နဲ့မစွန့်ရံကထံမော်သွားလန့်တဲ့ကလေးမော်အနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို KIA ကတိုက်ခိုက်လို့စစ်ကောင်စီဘက်ကတေဆုံးမှုများပြီးစစ်ကြောင်းလိုက်ပြန်လဲထွက်ပြေးသွားရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ29ရက်နေ့ကလုံခင်းရန်ချက်ဆက်ရုံကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနေခမ်းစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီး ဖားကန့်မြို့နယ်လုံခင်းနဲ့မော်စီစာပဝင်းကျင်းမှာအခြေပြုနေရာယူထားပြီးဖားကန့်ဗျူဟာကို ပူပေါင်းသွားတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့သိရပါဗျ။ဖားကန့်နယ်တဲကိုဝင်လာတဲ့စစ်ကြောင်းကမေလ31ရက်နေ့ကစတင်ပြီးဖားကန့်ရှိကြောက်စိန်ကုမ္ပဏီလုပ်ွက်တွေအတွင်ဝင်ရောက်ပြီးဆိုင်ရန်များတွေကိုမိရှုဖျက်ဆီးတာနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုနေ့စဉ်ပြုလုပ်နေပါဗျ။ဖားကန့်ကိုစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့မှာဖားကန့်ဗျူဟာမှာနေရာယူထားတဲ့ တက်မ33နဲ့နေရာချင်းလဲလှယ်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့သတင်းလွှင့်ထားပေမဲ့ဖားကန်နယ်မြေမှာစိုးမိုးမှုရရှိဖို့အဖွဲ့ငယ်တွေခွဲပြီးလုံခြုံရေးယူကစစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့သိရပါတယ်ရှင်အိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်ကမ်းလွန်အနီးအာရိပြောက်ပင်လယ်တွင်စင်ကာပူလန်လွင့်ထူထားတဲ့အကုန်နှင့်သင်းမော်တစင်းမီလောင်ကျွမ်းမှုကိုညှိမ့်သက်ဖို့အိန္ဒိယကမ်းခြေဆောင်တပ်ဖွဲ့ကကြိုးပမ်းနေပါတယ် တီရီလင်္ကာနိုင်ငံကိုလံဘိုမြို့တော်ကနေအိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ကိုဥတီနေတဲ့ MB1 High 503ကုန်တင်သင်းမောဟာတနေ့လာနေ့ကပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးသင်းမောပေါ်မှာမိလောင်ခဲ့တာပါသင်းမောအမှုတန်း18ဦးကိုကယ်ဆယ်ခဲ့ပြီး၄ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်ကယ်ဆယ်ရေးလုပ်ငန်းမှာကုညီဖို့စင်ကာပူကအဖွဲ့တစ်ဖွဲ့ကိုဆင်လွတ်ခဲ့ပါတယ်အိန္ဒိယသမုဒ္ဒရာသတင်းချက်လက်ဌာန INCOIS ကသင်းမောကရေနံယိုစိမ့်မှုနဲ့အပျက်စီးတွေကြောင့် ကီရာလာပြည်နယ်အတွက်သတိပေးချက်တရက်ထုတ်ပြန်ခဲ့ပါတယ်။မိလောင်မှုဖြစ်ပွားချိန်မှာအမှုရမ်းတွေကကုန်တင်သင်းမောကိုဆွန့်ပစ်ခဲ့ကြပြီးထွက်ခွာသွားလို့ရေဒက်က၎င်းတို့ကိုကယ်ဆယ်ခဲ့တယ်လို့အိန္ဒိယကာကွယ်ဝင်ကြီးဌာနကပြောပါတယ်။ထိုင်ဝမ်က2ဦး၊မြန်မာနဲ့အင်ဒိုနီးရှားက2ဦးစီစုစုပေါင်းသင်းမောအမှုရမ်း၄ဦးပျောက်ဆုံးနေစေလို့စင်ကာပူရေကြောင်းအာဏာပိုင်အဖွဲ့ MPA ကပြောပါတယ်။သင်းမောကကွန်တိန်နာ90ပင်လယ်ထဲကိုကျသွားခဲ့တယ်လို့ ကီရာလာပြည်နယ်စိတ်ကမ်းများဝင်ကြီး VN ဘာဆာဗန်ကပြောပါရယ်ကုန်တင်သင်းမောဟာရေနံတန်းချိန်တရာတင်ဆောင်လာတယ်လို့သိရပါရယ်အခုပြည်စင်ဟာကီရာလာကမ်းခြေနီ၃ဖက်အတွင်းဒုတိယမြောက်မတော်တဆမှုဖြစ်ပါရယ်ဆယ်စုနှစ်တခုကျော်ကာလအတွင်းမလေးရှားနိုင်ငံရဲ့လူအသေးပြအများဆုံးရေမတော်တဆမှုဖြင့်ဇွန်လ9ရက်က တက္ကသိုလ်ကျောင်းသားတွေကိုတင်ဆောင်လာတဲ့ဘတ်ကားတစ်စင်းက မီနီဘင်ကားတစ်စင်းနဲ့တိုက်မိပြီးတိမ်းမောက်ခဲ့လို့ ကျောင်းသား15ဦးသေဆုံးခဲ့ပါတယ်။မလေးရှားနိုင်ငံမြောက်ပိုင်းပီရက်ပြည်နယ်ရှိအဝေးပြေးလမ်းမကြီးတစ်ခုမှာဘတ်စကားကမီနီဘင်ကားကိုတိုက်မိချိန်မှာရင်းမော်ခရီးသည်44ဦးတင်ဆောင်ထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ကျောင်းသားတွေကတက္ကသိုလ်ကိုပြန်လည်သွားရောက်ချိန်မှာအခုလိုရင်းမတော်တဆမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ရင်းမတော်တဆမှုမှာလူ15ဦးသေဆုံးတဲ့အပြင ဘက်စကားရှင်မောင်းပြင် မီနီဖင်ကားပေါ်ပါလူအချို့အပါဝင်လူ33ဒဏ်ရာရရှိခဲ့ပါတယ်။ဘက်စကားကအချိန်မထိန်းနိုင်ပဲမီနီဖင်ကားကိုတိုက်မိပြီးတိမ်းမောက်ခဲ့တာလို့ရဲတပ်ဖွဲ့ကတန်ရရှိနေပြီးမတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပါတယ်။တိစုံသူចောင်းသားတွေရဲ့မိသားစုတွေကိုလိုအပ်တဲ့အကူအညီတွေပေးဖို့ဝင်းကြီးချုပ်အန်ဝါအီဘရာဟင်ကပြည်ညာရေးဝန်ကြီးဌာနကိုညွှန်ကြားခဲ့ပါတယ်။